ခုတင်ဆက်ပေးမယ့်သတင်းကတော့မိပြတ်မှုကြောင့်ဝမ်ယောဂကုသတုမြန်မာလာကသိဆုံးသူ90ရောက်ရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။လျှက်စစ်မီတက်တာမှုတွေကြောင့်ဝမ်ယောဂကုသပြပါမှုတွေမြင့်တက်လာပြီးတော့သိဆုံးတဲ့သူဟာ90ကျော်အထိရှိလာတယ်လို့ဆူဒန်ဆိုရကသတင်းထုတ်ပြန်လိုက်ပါတယ်။ဆူဒန်နိုင်ငံမှာဖေဖော်ဝါရီလကုန်ပိုင်းကစပြီးဝမ်ယောဂကုသပြပါမှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။နှစ်ပတ်အတွင်းမှာကုဆတ်မှုနှုန်းဟာတိတိတသားမြင့်တက်လာခဲ့ပြီးတော့တိတ်ဆုံးသူဦးရေကလည်း90ကျော်တိရှိလာခဲ့ရပါဗျ။ ဆူဒန်ဆိုရကိုလက်နက်ကင်ဒေါ်လာနေတဲ့ဒေါ်လာရေးတပ်ဖွဲ့တွေနဲ့ဆူဒန်ဆိုရတပ်တွေကြောင်းမှဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင်းဆူရနိုင်ငံနဲ့မှလျှက်စစ်တပ်ဟာပြတ်တာမှုတွေဖြစ်ပေါ်ခဲ့ပြီးရေပေးဝင်နိုင်ခြင်းမရှိတာကဝန်ရကကုဆက်ပြပါမှုတွေမြင့်တက်စေခဲ့တာဖြစ်ပါတယ်အစိုးရကတာဝန်ယူဖြန့်ဝေပေးနေတဲ့တောက်တောင်းရေပေးဝင်မှုရပ်တန့်သွားတဲ့ဒေသတွေမှာရရညီလန်းတွေနဲ့တောက်တောင်းရေကိုအသုံးပြုရတာကြောင့်မတည့်ရှင်းတဲ့ရေပေးတောက်တောင်းမှုရကနေဝန်ရောဂါပြောပါမှုစတင်ခဲ့တာဖြစ်ပြီးတိုက်ဆောင်းသူအများစုမှာရေတက်ခန့်ချောက်တဲ့လက္ခဏာတွေတွေ့ရှိရတယ်လို့သိရပါဗျ။ ဒီတဲ့ရင်တော့ငြိမ်းချမ်းအောင်ပါပို့လားပါ